အဘိဓမ္မာစာပေလေ့လာခြင်းပထမအဆင့်စိတ်ပိုင်းမှတ်စုပူဇော်ခြင်းစာမျက်နှာနှင်းအဘိဓမ္မထတရား၅ပါးအဘိဓမ္မာဒေသနာတော်ဤအနက်အတိတ်ပဲ၅ပါးအဘိဓမ္မထအဘိဓမ္မထသည်ပရမတ္ထအပြင်စိတ်စိတ်တည်းယုတ်နိဗ္ဗာန်ဟု၄ပါးသာရှိတော်လဲ ရထိုက်သည်။ရေတွက်လျင်ပညာနှင့်တကွ၅ပါးရှိပါသည်။အဘိဓမ္မထတရား၅ပါးကစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာပရမတ်ထတရား၄ပါးပရမတ်ထဆိုဒီမှာပရမနှင့် အထပေါင်းနာခြင်းဖြစ်ပါတယ်။ပရမရဲ့အတိတ်ဘယ်ကမြတ်သောအချုပ်ဗရဏဖြစ်တော်တဲ့အထရဲ့အတိတ်ဘယ်ကတော့ အနတ်တဲ့တနည်းအထဲကိုသဘောတဲ့ပရမတ္ထပရမတ္ထဟူဒီမှာမိမိတို့ဆိုင်ရာသဘောလက္ခဏာများမှမဖောက်မပြန်မှန်ကန်တက်မှတ်မြတ်သောသဘောတရားသည်ပရမတ်မြည်၏လူနဲ့မြေမှာတတဝအထွေထွေ မြေရေတောတောင်စသည်ဖြင့်အထေဝိတ္ထုပိညာစုများညီမြပင်များစေကမူ လူကြီးအထုပ်အတတင်စစ်ထုတ်လိုက်တော့အထုပ်ဗရဏအဖြင့်စိတ်စေတသိက်ယုံနိဗ္ဗာန်တို့မှတပါရှာမြတ်ကြီးထို့ကြောင့်အထုပ်ဗရဏအဖြင့်ထင်ရှားရှိသော စိတ်ဆသော တရား၄ပါးသည်ပရမတ်မြည်၏ပရမတ်ထတရား၄ပါးကစေစေတသိက်ယုံနိဗ္ဗာန် ထို့ကြောင့်အဘိဓမ္မထနှင့်ပရမထတို့အယမတူကြပါအဘိဓမ္မပိဋကတ်၌ဟောသောအနိစ္စတရား၅ပါးအဘိဓမ္မပိဋကတ်၌ဟောသောအနိစ္စတရား၅ပါးမှာစေစေတသိက်ယုတ်နိဗ္ဗာန်ပြည့်ညက်ဖြစ်ပါတယ်ဒီ၅ပါးမှာစိတ်စေတသိက်ယုတ်နိဗ္ဗာန်၄ပါးသည်အဘိဓမ္မထလည်းမြည်၏ ပရမတ္ထလည်းမြည်ဤပညာတီကအဘိဓမ္မထဖြစ်ဤတဲ့အဘိဓမ္မခုနှစ်ကျမ်းအပါဝင် ဖြစ်သောပုဂ္ဂလပညာကျမ်းနိုင်ပညာတရားတို့ကိုလည်းဟောတော်ဟောထားတော်မူသောကြောင့်ပညာပါထဲ့ဤဤငါးပါးတို့တွင်တိနှစ်သုံးလေးဖြစ်သောစိတ်စေတသိက်ယုတ်နိဗ္ဗာန်သည်ပရမတ္ထတရားလည်းဟုတ်ဤအဘိဓမ္မထတရားလည်းဟုတ်ဤ ငါးခုမြောက်ပညတ်တီကအဘိဓမ္မထတရားသာဟုတ်၏ပရမတ်ထတရားမဟုတ်စေစေဆိုဒီမှာအာယုံကိုရအောင်ယူနိုင်ခြင်းဖြင့်တိတက်သော တရားဖြစ်၏တဏီအာယုံကိုတိတက်သော သဘောသည် စိတ်မြည်၏စေတသိက်စေတသိက်ဆိုဒီမှာစိတ်၌မြည်၍စိတ်ကိုချေလက်တတ်သော သဘောတရားဖြစ်၏ တဏီစိတ်၌မှီ၍ဖြစ်တတ်သောတဘောသည်စေတသိမ့်မြည်၏ယောယောဆိုသည်မှာအပူအေးဆသောစက်ညစ်မဲ့အကြောင်းများကြောင့်ရှေးအစင်းနှင့် နောက်အစင်းမတူအောင် ပြောင်းလဲဖောက်ပြန်တတ်သောသဘောတရားမြည်၏နိဗ္ဗာန်နိဗ္ဗာန်ဆိုသည်မှာတဏှာကုန်ခြင်းသဘောဒုက္ခခတ်တဲ့ချုပ်ငြိမ်းခြင်းသဘောတရားမြည်၏ ပညာပညာဆိုဒီမှာ အမျိုးမျိုးအစာစာများပြတော်အမည်တတိစေအပ်တော်တရားဖြစ်သည်တဏီလူတွေနှုတ်မှထွက်သည်မြအတန်စကားတန်အာလုံးသည်ပညာမြည်၏ပညာရဲ့အဓိပ္ပာယ်ကပါဠိလိုပညာတိမှလာခြင်းဖြစ်ပါတယ်ပညာတိရဲ့အဓိပ္ပာယ်ကပနဲ့ဥဋ္ဌိတွဲထားခြင်းဖြစ်ပါတယ်ပနဲ့ဥဋ္ဌိတွဲလိုက်တော့ တိညက်ဆိုတဲ့အမည်ရလာပါတယ်။တိညက်ရဲ့အတိတ်ဘယ်ကတမုတ်ခေါ်တော်သည်တဲ့။တမုတိတစ္ဆာအနေဖြင့်တမုတ်ခေါ်တော်သည်။ပရဲ့အတိတ်ဘယ်ကအမျိုးမျိုးအစအစမြပြတော်အုတ်တိရဲ့အတိတ်ဘယ်ကအမည်တက်သည့်စေအပ်တော်တရားပအုတ်တိကပညက်တွဲလိုက်တော့ပညက်ဆိုသည်မှာတမုတ်ခေါ်တော်တဲ့လူဆိုလို့ရှိရင် စေစေတဲ့ယုံဆိုပြီးတော့ပေါင်းနာခြင်းဖြစ်ပါတယ်အဲ့ဒီနေရာမှာစိတ်နဲ့စေတသိက်ကနန်တရားဖြစ်ပြီးတော့လူလို့ပြောလိုက်လို့ရှိရင် စိတ်စေတသိက်ကနန်နောက်ကယုံတွေ့လိုက်တော့လူသည်နန်နဲ့ယုံနှစ်ပါးဖြစ်ပါတယ်ဆာမင်နာနှစ်ပူဇော်ခြင်းပြီးပါပြီဓမ္မမိတ်ဆွေများကိုစိတ်နှစ်ပါး ကျမ်းမာချမ်းသာတော်မူကြပါစေရှင်။ယခုဓမ္မဒါနပူဇော်သူကတော့ပန်းတစ္ဆာနေရီတာဖြစ်ပါတယ်ရှင်။